တတိယဝါဒနာရှင်များလို့မင်္ဂလာပါဗျ။ဒီခုကျွန်တော်ပြောမယ့်ဆိုင်လေးကအနည်းငယ်ပေါ့နော်။အနည်းငယ်ကျွန်တော်ဒါကျွန်တော်တတိယဝါဒနာရှင်ကိုချပေးလိုက်တာပေါ့နော်။တကယ်ကိုကောင်းတဲ့ဆိုင်လေးပါ။ဖြစ်နိုင်ခြေ85ရာခိုင်နှုန်းတော့ရှိတဲ့ဆိုင်ပေါ့နော်။အဲအဲ့ဒီမှာကျွန်တော်ဘာကြောင့်အနည်းငယ်ချပေးရလဲဆိုရင်အလုပ် များနေတာတကြောင်းရယ်ပြီးတော့တမ်ဘူးရှိတဲ့ site မျိုးဖြစ်တဲ့အတွက်ကြောင့်လေအခုမှနီးကချပစ်လိုက်တာပေါ့နော်ဒီဒါဆိုရင်ကျွန်တော်တို့ဒီကနန်းလေးပေါ့နော်ဒီလေမွန်ချထားတဲ့ကနန်းလေးအဲ့ဒီလိုကနန်းလေးကြောက်ဖို့တော့ကျွန်တော်အမြန်လေးရှင်းပြပေးမယ်ပေါ့နော်ဒီမှာ၄ထိပ်၄ထိပ်နောက်နှလုံးပေါင်း၅၄ထိပ်နောက်နှလုံးပေါင်း၅သူကဘယ်လိုလာမှာလဲဆိုရင်ထိပ်ကလေ စီနီယာရိုက်လာဟောနော်၅ဆွန်းနဲ့ခုနှစ်တင်မှာအထိတ်ကစီနီယာရရိုက်ပြီးတော့ထိတ်ကိုတပွင်တို့ပြီးတော့နောင်နှလုံးမောင်းဝင်တယ်ပေါ့နော်ထိတ်ကိုတပွင်တို့ရဲ့ဆိုဒီမှာ၄ထိတ်နောင်နှလုံးမောင်းငန်းဒီမှာ၅ထိတ်နောင်နှလုံးမောင်း၆နောက်တစ်ခုပေါ့နော်ဒီမှာ၆ထိတ်နောင်နှလုံးမောင်း၇ ီမှာခွန်ဒေးနောင်နှလုံးပေါင်း၈ဒီမှာကျတော့ရှစ်ဒေးနောင်နှလုံးပေါင်း sorry ရှစ်ဒေးနောင်နှလုံးပေါင်း9ဟုတ်ပြီဒါဆိုရင်ယခုရောက်ပြန်တော့ဘောနော်9ဒေးနောင်နှလုံးပေါင်း10ပြောက်ဘောနော်ဒီမှာ9ဒေးနောင်နှလုံးပေါင်း10ဟုတ်ပြီအဲ့ဒါကြီးဖြစ်ဖို့တော့ကျွန်တော်အထောက်ထားနေတဲ့အကုန်ဒီချပြပေးမယ်ပေါ့နော် ီမှာလေးထိနော်လုံးပေါင်း၅ရိုက်ဖို့အတွက်ဒီစနစ်ကိုဝင်ဖို့ဆိုရင်ထိတ်ကြတဲ့သူက၄၅၆ခွန်၈ကိုထိတ်ဆိုပြီးတော့စီနီယာရိုက်ရမှာပေါ့နော်အဲ့စနစ်လုပ်ဖို့ဆိုရင်ခါနှလုံးပေါင်းอ่ะနော်ပရိပါဝါသူ့အောင်မှာရိုက်မယ်ခါနှလုံးပေါင်းရဲ့ပါဝါပရိရိုက်မယ်ရိုက်ပြီးတော့မှဒီစနစ်ဒိုင်းကနေတန်းဝင်တာပေါ့နော်ပြက်ပင်မရှိဘူးပေါ့နော်ဒီမှာ9 4နဲ့ပေါင်း1 1ပါပါ6ဆိုတော့ကျွန်တော်တို့ဒီမှာ6ပြည့်ဝင်တယ် လိုခါနှလုံးပေါင်းပါပါ၆ပရိဝင်ပြီလို့ဒီမှာ၄ထိန်းနှောင်းနှလုံးပေါင်း၅၄ထိန်းနဲ့နှောင်းနှလုံးပေါင်း၅၁၀ခွပ်ပေါ့နော်ဒီမှာ85ခုနဲ့ခါနှလုံးပေါင်းခွန်လို့ဝင်သွားပြီ၅နဲ့နဲ့နဲ့ခွန်ပါဝါ1ဒီမှာ1ပရိယိတ်ဟိုဒီခွန်ပါဝါခါနှလုံးပေါင်းခွန်ပါဝါ1ပရိယိတ်ပြီဖြစ်တဲ့အတွက်ကြောင့်၄ထိန်းပြီးတော့ဒီမှာ၅ထိန်းဝင်တယ်နှောင်းနှလုံးပေါင်း6နဲ့၅တင်းပါ ။အဲဆိုရင်ကျွန်တော်တို့95ကိုဆက်ပေါင်းပါနော်။မှ95မှာ9ခါ6ခါဆိုပြီးတော့ခါနှလုံးပေါင်းခွန်။ခါနှလုံးပေါင်းခွန်ပြီးရတယ်ခွန်ပါဝါဒီမှာနှစ်ပရိလို့ကြားတယ်။ကြောက်ပြီးတာနဲ့ခုန၄ထည့်ရိုက်ပြီးပြီ၅ထည့်ရိုက်ပြီးပြီဒီမှာ6ထည့်။6ထည့်ဆိုရင်အဲသူတပွင့်တို့နောင်နှလုံးပေါင်း6ထိနောင်နှလုံးပေါင်းခွန်6 9 8ဟုတ်ပြီ4ထိ5ထိ 6ရက်ပြီးဒီတစ်ခါခွန်ထိတ်လာမယ်ပေါ့နော်ဗီဒီမှာ2005မှာနှစ်ခါ5ခါဟာနလုံးမောင်းခွန်ခွန်ပါဝါနှစ်ဆိုတော့ဒီမှာ3 4 5နှစ်ပြည့်ကြာနှစ်ပြည့်လို့ကြာပြရနေဒီမှာကျွန်တော်တို့၄၅၆ထိပ်ပြီးတော့ဒီမှာခွန်ထိပ်ခွန်ထိပ်ဆိုတော့နောင်နှလုံးပေါင်းရှင်းနေခွန်၅၃ဟုတ်ပြီဒါဆိုရင်တော့5ကိုတွားကြနော်ဒီမှာခါနှလုံးပေါင်းနှစ်လို့ကြာတယ်နှစ်လို့ကြာတော့ နှစ်ရပါဝခွန်နဲ့ဒီမှာခွန်ပရိလင်းနစ်တခါနှလုံးမပါဝခွန်ပရိလို့ရိုက်ပြီးတော့၄၅6ထိပ်ပြီးတော့ဒီမှာ၈ထိပ်၈ထိပ်လို့ဝင်တာ ਨੇ ဒီမှာနောက်နှလုံးပေါင်း9ဒါ2015เนาะဒါဆိုရင်ကျွန်တော်တို့ယခုကြောက်မဲ့2025ပေါ့เนาะဟုတ်ပြီ2025ခါနှလုံးပေါင်း6 5လို့ထောင်းသွားတယ်ထောင်းပြီးတော့ခါနှလုံးပေါင်း1လို့ ဖြစ်တယ်။တည့်ရဲ့ပါဝါ6နဲ့ဒီမှာ6လေး6ဆိုပြီး6ပရိเนาะပြီးခဲ့တဲ့ပွဲမှာကျွန်တော်က6ပရိပဲအောင်းလိုက်ပြီးတော့9ပိတ်နဲ့10ခွက်ထုတ်ပေးလိုက်လို့ဘောနော်9ပိတ်နဲ့မလာဘဲနဲ့ဒီမှာ6ပိတ်နဲ့လာသွားဘောနော်ကျွန်တော်6ပရိတော့အောင်းခဲ့တယ်။ဒီမှာဒီ line နဲ့လည်းကင်တယ်။ဒီ line နဲ့လည်းကျွန်တော်6ပရိကိုပြီးခဲ့တဲ့ပွဲမှာကင်ခဲ့တော့ဘောနော်ဟုတ်ပြီ။ ဒီမှာခါနလုံးပေါင်းတစ်တစ်ပါပါ6ပရိလို့ကြာပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကရှေ့တွေမှာ၅ဆုံးခုနှစ်တွေမှာ4 5 6 8ထိရိုက်ပြီဆိုတော့ဒီတစ်ခါ9ထိတ်နော်9ထိတ်နဲ့နောက်ပေါင်း10ဟောဒီမှာ9ထိတ်နဲ့နောက်ပေါင်း10ကြာမှာဆိုမှာ9ထိတ်နောက်ပေါင်း10ကိုတကိုကိုနေရှိကိုတုံးကိုကိုလေးချောက်ကိုငါငါကိုချောက်လေးကိုခွန်တုံးကိုရှင်နေကိုကိုတက် ုတ်ပြီဒီထက် main quest ကျွန်တော်၃ quest ထုတ်တာပေါ့နော် main quest ၃ quest ထုတ်ထားတယ်ပေါ့နော်လုံးဝတကယ်ကောင်းမွန်တဲ့စနစ်လေးပါ၄ထိပ်နောက်ပေါင်း၅၅ထိပ်နောက်ပေါင်း၆၆ထိပ်နောက်ပေါင်း9 9ထိပ်နောက်ပေါင်း10 10ထိပ်နောက်ပေါင်း9ဒီက9ထိပ်နောက်ပေါင်း10လားဒီထက်ကနေကျွန်တော် main quest ၃ quest ထုတ်